ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီမှာတခုပြပြီးมาဖြစ်ပါတယ် view ကကြတော့3.7 million ရှိတယ်ဆိုတော့အဲ့ဒါ3.7 million view မှာဒေါ်လာဘယ်လောက်ရတယ်လဲဆလုံးရှိရင်တော့ဒီမှာ984ဒေါ်လာရတယ်ဗောနော်ဆိုတော့ ပုံမှန်အရာဆလို့ရှိရင် channel တစ်ခုအမှာ channel တစ်ခုမှာအရေးကြီးဆုံးအချက်ကပါလဲဆလို့ရှိရင် RPM လို့ခေါ်တယ်ဗျ RPM ဆိုတာကကြတော့ကြောင်ညာကျွန်တော်ဒီ view တစ်ထောင်မှာဒေါ်လာဘယ်လောက်ရတယ်ဆိုတဲ့ဟာကို RPM လို့ခေါ်ပါတယ်ဗျဆိုတော့ဒီဟာက3.7 million view မှာဒီလောက်ပဲရတယ်ဆိုတော့သူ့ရဲ့ RPM လေးကိုတစ်ချက်ကြီးကြီးရအောင်ဘာဖြစ်လို့ဒီလောက်အရာနေတာလဲဆလို့ရှိရင်အဲဒီမှာတော့ ตัว1 k v มาดอลลาร์บิลาวยาราเลโซลูชั่นตัว0.16ลาวเบยาเรสรอกวิวตะทองมาเบเนดอลลาร์ยาตะเลโซลูชั่นดีแชนเนลก็จารอ0.16ลาวเบยาเรตะชุแชนเนลริมาเอ่อ1 1ดอลลาร์ยาราฤเลชีနိုင်เด2ดอลลาร์ยาราฤเลชีနိုင်เดสรอกดี RPM ก็จารอแชนเนลอปอมามูตีเดแชนเนลอปอมา ဲ YouTube channel ရဲ့ကျွန်တော်တို့တင်လိုက်တဲ့ video တွေအဲဘယ်လို content မျိုးတွေနဲ့သွားသလဲဘယ်လိုအကြောင်းအရာ မျိုးတွေတင်သလဲအဲ့ဒီဟာအပေါ်မှာမူတည်ပြီးတော့ပတ်စံရတာဖြစ်ပါတယ်ဗျဆိုတော့ channel YouTube channel တဲ့တစ်ခုမဟုတ်ဘူး Facebook မှာလည်းအတူတူပါပဲ TikTok မှာလည်းအတူတူပါပဲကျွန်တော်ရဲ့ ရရှိထားတဲ့ view တွေကိုအဲဒီ RPM အပေါ်မှာမူတည် ပြီးတော့ပတ်စံရတာဖြစ်ပါတယ် view တစ်ထောင်မှာဒေါ်လာဘယ်လောက်ရတယ်ဆိုတာအတိအတိတကျမရှိဘူးအတိတကျမရှိဘူးဆိုတာ channel တစ်ခုရဲ့အပေါ်မှာရှိတဲ့ RPM အပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကဒေါ်လာရရှိမှာဖြစ်ပါတယ်ဗျဆိုတော့ဒီဘက်မှာတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ CPM လောက်ခေါ်တဲ့ CPM ကကြတော့တုံညာရှင်တွေက ပေးတဲ့ပတ်စံသူတို့ကဒီ CPM ကကြတော့ YouTube ကိုပေးတာဒီ CPM ကြောင့်ရရှင်တွေကျွန်တော်တို့က YouTube မှာကြောင့်ရတခု boost လုပ်ခြင်းနဲ့ဆလုပ်ရှင်ကျွန်တော် YouTube ကို view တထောင်မှာ3.77ဒေါ်လာပေးရမှာဒါပေမဲ့ဒီ channel မှာဆလုပ်ရှိရင်သူရထားတာဆိုလို့ရှိရင်သူ RPM မှာ0.16လောက်ပဲရတာဆိုတော့ဒီမှာတအားกว่าရယ်เนาะ CPM YouTube ka soro YouTube ka view ta thau ma dollar 3 point soro di ma 0.16 ku 0.16 ku no lai me soro shin da YouTube ka yar ha de pasan bo soro YouTube ka ro view ta thau ma 3.5 something bo eh alao lao ya ma arao chuno ku to pi da yan ku ne da no YouTube le သူစားတာများအရန်များသွားတယ်ဒါပေမဲ့ view 3.7 million မှာဒီလောက်ဒေါ်လာရတယ်ဆိုလို့ရှင်တော့ဒါသူပေးတဲ့ကြောင်ညာရှင်တွေပေးတဲ့ဈေးနဲ့ကျွန်တော်တို့ကြောင်ညာကရရထားတဲ့ဈေးကတော်တော်လေးကိုကွာတာကြားထဲမှာ YouTube ကစားသွားတာဘာဖြစ်လို့ YouTube ကစားသွားတာလဲဆိုလို့ရှင်ဒါသူတို့ရဲ့ company ဖြစ်လို့သူတို့ကြိုက်တယ်လို့လုံးလုံးရတယ်ဆိုတော့ဒါ channel တစ်ခုပေါ့เนาะ အဲ့ဒီဟာလေးတွေကိုအတူချုပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် YouTube channel မှာပဲဖြစ်ဖြစ် TikTok account မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ကျွန်တော် view တထောင်မှာဘယ်လောက်ရတယ်ဆိုလို့ရှိရင်ကျွန်တော်ရရှိထားတဲ့ RPM အပေါ်မှာပဲမှုတည်ပြီးတော့ပတ်စံရတာဖြစ်ပါတယ်เนาะဆိုတော့ဒီဟာလေးကိုကျွန်တော်ဘ ഹു သုတအနေနဲ့ကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ်ဗျာ